အလုံးလက်မဲ့ထောက်ပံ့ငွေ hello ကမှာတွားလျှောက်လို့ရတယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် TikTok မှာမျှဝေပေးထားတာလေးရှိတယ်ပေါ့နော်အဲ့ဒီဗီဒီယိုအောက်မှာကျွန်တော်ကိုလာမှန်ထားတာကចောင်းသားတွေရောလျှောက်လို့ရလားရှင်ရောက်တာတလပဲရှိသေးလို့ပါအလုတ်ကမရသေးပါဘူးတဲ့ ဟုတ်ကဲ့ပါအလုံးမဲမင်္ဂလာပါဗျာကျွန်တော်အခုမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကိုကျွန်တော်ရဲ့ TikTok ဗီဒီယိုအောက်မှာပေါ့နော်လာမန့်ထားတဲ့မန့်ကိုကျွန်တော်ဒီနေရာကနေကျွန်တော်ဗီဒီယိုလေးနဲ့ဖြည့်ကြပေးရစေကျွန်တော်က TikTok မှာတင်ထားတဲ့ဗီဒီယိုပေါ့နော်ကျွန်တော်ဒီအလုံးလက်မဲ့ထောက်ခံအလုံးလက်မဲ့ထောက်ပံ့ငွေ hello ကမှာတွားလျှောက်လို့ရတယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် TikTok မှာမျှဝေပေးထားတာလေးရှိတယ်ပေါ့နော်အဲ့ဒီဗီဒီယိုအောက်မှာကျွန်တော်ကိုလာမန့်ထားတာက ကျောင်းသားတွေရောရှောက်လို့ရလားရှင်ရောက်တာတလပဲရှိသေးလို့ပါ အလုတ်ကမရသေးပါဘူးတဲ့ကျွန်တော်ပြောတဲ့အလုတ်လက်မဲ့ဆိုတာပေါ့နော်ကျွန်တော်အလုတ်သမအာမခံစနစ်ကိုဝင်ထားတဲ့လူကိုပြောလို့ရှင်ဖြစ်ပါတယ်ဥပမာကျွန်တော် trainee ပဲဖြစ်ဖြစ်ဒုတိယကီနိုပဲဖြစ်ဖြစ်တခြားတခြားသောအလုတ်ဗီဇာပေါ့နော်အလုတ်ဗီဇာနဲ့အလုတ်လုပ်နေကြတဲ့ညီကို မောင်နှမတွေအတွက်တငယ်ချင်းတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့မျှဝေထားတဲ့ဗီဒီယိုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတူတူနဲ့လူရင်းကိုပြောရမယ်ဆိုရင်တော့ဖြင့်အလုသမားအာမခံဝင်ထားခြင်းမရှိတဲ့ចောင်းသူចောင်းသားတွေကတော့ရှောက်ထားလို့မရပါဘူး။ဘာလို့လဲဆိုတော့ចောင်းသူចောင်းသားတွေကရှောက်လို့မရတဲ့ထောက်ပံ့ခြင်းမို့လို့ပါအလုလည်းမဲ့ထောက်ပံ့ခြင်းဆိုတာထက်မြန်မာလူပြောရင်ဒါအလုလည်းမဲ့ထောက်ပံ့ခြင်းပေါ့နော်တကယ်သူရဲ့အလုပ်သူရဲ့ထောက်ပံ့ခြင်းကအလုပ်လက်မဲ့ထောက်ပံ့ခြင်းဆိုတာထက်ကျွန်တော်တို့အလုပ်ပြုတ်သွားတဲ့အတွက်ထောက် ထောက်ပံ့ခြင်းလျှောက်ထားခြင်းဆိုလို့ထောက်ပံ့ခြင်းငွေလျှောက်ခြင်းလို့ပြောရင်ပိုမှန်မလားမသိဘူးဗျဖြစ်တဲ့အတွက်ចောင်းသူចောင်းသားတွေအတွက်အကျုံးမဝင်ပါဘူးเนาะထောက်ပံ့အလုပ်လည်းမဲထောက်ပံ့ခြင်းလျှောက်ထားတာចောင်းသူចောင်းသားတွေအတွက်အကျုံးမဝင်ပါဘူးလို့ပြောကြရင်းနဲ့ပဲကျွန်တော်ဒီမေးခွန်းကိုဒီလိုပဲဖြေလိုက်ပြရစေဗျအဆုံးထိကြည်ပေးတယ်ရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါတခခုဂျပန်နဲ့ပတ်သက်ပြီးတော့ တခြားတခြားသောသိကျင်စရာလေးတွေသိကျင်တာလေးတွေရှိတယ်ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာ comment လေးမှတ်ပြီးတော့ရေးပေးထားခဲ့ပါလို့ကျွန်တော်ပြောကြရင်လည်းပဲကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ပြစေပြအဆုံးထိကြည့်ပေးတဲ့ရောက်စီတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးဂျပန်မှာအဆင်ပြေနိုင်ကြပါစေ